နာမည်ချိတ်ချိတ်တယ်ဟာဟောပြီဘာချင်းဆိုပါလဲသမီးဒီကကြတော့ပေပေသားကိုခေါ်ပါဆိုပြီးအလွမ်းတချင်းကိုဆိုချင်ပါတယ်ရှင်ဟောပြီပေပေသားကိုခေါ်ပါဟောပြီပေပေသားကိုခေါ်ပါ ရှင်ဆိုပေမဲ့လို့မိခင်ဖခင်ကိုဒါဂုံပြုတဲ့တခြင်းလေးတွေဖြစ်ပါတယ်နော်ဟုတ်ကဲ့အဲ့တော့နည်းနည်းခင်ပိုက်ပါဆိုတော့လေနည်းနည်းခင်ပိုက်တဲ့ live ပဲညီအောင်အတိဆိုရခြင်းဖြစ်ပါတယ်ခင်ဗျာနော်ရေးချေပြီးအဲ့တော့ပရိသတ်များအတွက်အပြင်းပြင်းအောင်ဆိုပြီးတော့တခြင်းဆိုတဲ့ကန္နာလေးတွေနောက်မှထိုင်နေရတဲ့အတိအကျရှင်များလည်းမဆိုရဘူးမဖြစ်ရလေအောင်နော်အဲ့တော့ဒါတော့မှကျွန်တော်တို့အလှည့်ကြလေးတွေသွားတာနောက်ကတိစံရှင်တွေဒါလူမစုံသေးပါဘူးနော် နော်အဲ့တော့ဇင်းတိုက်တက်တက်လေးဖြစ်သွားရလေအောင်ကျွန်တော်တို့ဒေသရှင်နောက်တစ်ယောက်ပြောင်းမယ်တချင်းလေးတွေပြောင်းဆိုကြမယ်နော်ဆိုမဲ့တချင်းလေးတွေတစ်ခါတည်းရွေးစားဟုတ်ပါနော်ဆိုမဲ့တချင်းလေးတွေတစ်ခါတည်းတက်စီတာဆိုမဲ့သူတို့နောက်ကျနေရင်ဒုညောက်ပဲလဲဆိုမှဟုတ်ကဲ့ဟုတ်ကဲ့နော်ကျွန်တော်လည်းဆိုမှတပုတ်ရနော်အဲ့တော့အလဲကြလေးတွေလည်းဆိုကြမယ်ဟောကိုယ့်ရဲ့ အသချင်းလေးတွေနဲ့အစီအမြေရလေအောင်နော်ဟုတ်ကဲ့အဲ့တော့သချင်းဆိုတဲ့ကဏ္ဍမှာလဲဟိုပြီးပြီးရောမဖြစ်ရလေအောင်ပေါ့နော်အဲ့ကံမှုတိုင်းတာတာဝန်ပေးတာတော့ဒါပြိဿံများကျင့်တတ်မှုရှိအောင်အဲ့ခါရမှာကျွန်တော်တို့ရဲ့တာဝန်မှာလူတို့ကလူမများဘက်ကတာဝန်ချေပြီးသားဟုတ်ကဲ့အဲ့တော့ကြွလာကြတဲ့ပြိဿံများကိုကျွန်တော်တို့နည်းနည်းခင်ပိုင်းအဲ့ကံကဏ္ဍမှာ အလူတကလူမများရဲ့ကိုယ်စားအဲ့ခံပေးရမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်ခင်ဗျာ နော်အဲ့တော့တင်းသာရှင်မြားရှိတဲ့အနဲ့ကအလက်ကြလေးတွေသွားမယ်အလက်ကြလေးတွေစိုးမယ်နော်အစီပြာလေးတွေနဲ့ညှိပြီးတော့ကျွန်တော်တို့လှုပ်လှုပ်မှဖြစ်ပါတယ်ခင်ဗျဟုတ်ပြီခကြတော့ပါချင်းစိုးမယ်လေအလုံးလှုပ်နိုင်ပါစေမမေစီယား ညလည်းဖရိယဆူသွားပါတယ်เนาะရှင်များကိုဂုံပြုတ်သွားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဆရာမောင်မျိုးဆွေရင်းရင်ရေးပေးထားတယ်အားလုံးလှူနိုင်ပါစေဆိုတဲ့တခြင်းလေးနဲ့အလှတကအလှမများကိုဂုံပြုတ်ပြရစီရှင်ဟုတ်ပြီဗျာထပ်စီမောင်မျိုးကိုယ်ရေးသားထားတဲ့အချင်း